ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအစိုးရမူလာတန်းကြောင်းဆရာဆရာမတွေရဲ့တပိတ်မှတ်မှုကြောင့်မနေ့ကဒီဇင်ဘာ3ရက်ကစပြီးတနိုင်ငံလုံးကစာတင်ကြောင်းတွေရပ်ဆိုင်းသွားခဲ့ရပါပြီ။အစိုးရအဆုံးကတော့ကျောင်းသားတန်းပေါင်းများစွာဖြည့်ဆို့ရမယ့်စာတင်နှစ်ဝက်ဆောင်မေးပွဲတွေပါရပ်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ရတာဖြစ်ပါတယ်။အခုနှစ်ကုန်ပိုင်းကတည်းကဆရာဆရာမတွေဟာအရာရှိအဆင့်ဖြစ်တဲ့ Great Dan Laza 16000တကာအမေရိကန်ဒေါ်လာ130ဝန်းကျင်ရရှိဖို့တောင်းဆိုခဲ့ကြတာပါ။အစိုးရကတော့ Great 11 Laza 12500တကာ ဒေါ်လာ100ဝန်းကျင်ပဲပေးမယ်လို့ကတိပြုခဲ့ပေမဲ့တနည်းနည်းပါးကြာတဲ့အထိအဲ့ဒီကတိကတည်မလာခဲ့ပါဘူး။ဂုံစည်းနှုံးနဲ့တက်နေတဲ့အချိန်မှာဒီလဆာကွာဟချက်ဟာသူတို့ရဲ့ရည်တည်ရေးအတွက်အသက်အမြအရေးကြီးနေတာပါ။ပြီးခဲ့တဲ့နိုဝင်ဘာ10ရက်နေ့ကဖွဲ့စည်းခဲ့တဲ့ကောင်စီကနေတဆင့်သူတို့ရဲ့အဓိကတောင်းဆိုချက်၃ချက်ရှိပါတယ်။လက်ထောက်ဆရာဆရာမတွေကို Great Dan Laza တိုးပေးဖို့လောက်တဲ့10နှစ်နဲ့16နှစ်ပြည့်ပြီးသူတွေရဲ့ရှုပ်ထွေးနေတဲ့ခံစား권ပြဿနာဖြေရှင်းပေးဖို့နဲ့လက်ထောက်ဆရာဆရာမဘဝကနေចောင်းအုပ်ရာထူးအထိတိုးမြှင့်ပေးဖို့လို့ဖြစ်ပါတယ်။ဒါဟာငွေကြေးတသက်မဟုတ်ပဲ လုပ်ငန်းဝင်ဂုံတိခါအတွက်ပါတိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်အခြေအနေကိုပိုဆိုးစေတာကတော့အစိုးရရဲ့ဂိုင်တွယ်ပုံပါပဲညှိနှိုင်းမဲ့အစားတပိတ်ကောင်းဆောင်ဆရာဆရာမတွေကိုအေးအေးယူဖို့ကြိုးပမ်းလာတာကြောင့်တပိတ်ကပုံမှုပြင်းထန်လာခဲ့ပါတယ်ရလကတော့စာသင်နှစ်ဝက်စာမေးပွဲတွေအားလုံးရပ်ဆိုင်းသွားပြီးကျောင်းသားမိဘတွေပါစိုးရိမ်ပူပန်မှုမြင့်တက်လာနေပါတယ်ဗန္ဒယေးဝင်ကြီးဌာနရဲ့ကြန့်ကြာမှုနဲ့အစိုးရရဲ့တင်းမာတဲ့တုံ့ပြန်မှုတွေကြားမှာဘင်္ဂလားဒေ့ရှ်ပညာရေးကဏ္ဍဟာအကြက်အတဲဆိုင်နေပါပြီဒီတပိတ်ဘလောက်ကြာမလဲဆိုတာကတော့အစိုးရရဲ့လက်ရောမှုပေါ်မူတည်နေပါတယ်